အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်3ရက်9လ2025ကနေ6ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဂျမာဟော့ကင်းကိုဂန္ဓာတစ်ခုညီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကန်ဒီယာလေးတွေကြုံတွေ့ရတယ်လဲဆိုလို့ရှိရင်အလောက်ကနေပတ်သက်ပြီးစပြောကြပါတော့ဗျာနော်အဲဒီကာလမှာအလောက်ကနေပတ်သက်လို့ရှိရင်လေ तू ကအလောက်ရောအိမ်ရောနှစ်ခုသွားပါတယ်လို့ခေါ်တာပေါ့နော် အဲ့နှစ်ခုတည်းကတခုခုပြောင်းတာပြင်တာရွှေ့တာမျိုးလေးတွေကြုံရတဲ့ဂိမ်းထဲမှာရှိတယ်ဗျ။အဲ့တချို့စီဆိုရင်ဒီကလာမှာပေါ့လေအိမ်နေရထိုင်ခင်းပြောင်းတာပြင်တာရွှေ့တာလေးတွေဖြစ်တတ်တယ်။အဲ့တချို့ကကျတော့ကိုယ့်ရဲ့အိမ်နေပါရင်ငားရတာတွေပေါ့နော်။အဲစာချုပ်စာနာနေပြီးွာတာသို့မဟုတ်အလုပ်မှာလည်းတရံကုံရတဲ့ခါမှာတရံတို့သည်ဖြစ်စီပြောင်းသည်ဖြစ်စီအဲဒါမျိုးလေးတွေသွားကြုံရတဲ့ဂိမ်းရှိတဲ့အတွက်အလုပ်တော်လကောင်းနေရထိုင်ခင်းတော်လကောင်းပြောင်းရွှေ့ရတဲ့ဂိမ်းတွေမှာသွားပါပါတယ်ဗျာနော်။အပြီးတော့အထူးသဖြင့်လေကျွန်တော်ဝန်ထမ်းနေဆိုရင်တော့နည်းနည်းလေးဂယူဆိုင်ပေါ့နော်လက်ရှိနေရာဌာနကနေနောက်နေရာဌာနက နောက်နေရာတခုကိုပြောင်းသွားတဲ့ဂိမ်းထဲမှာသွားပါပါတယ်ဗျဟိုသို့တော့ကျွန်တော်သဘောရဆိုရင်ဗောလေအိမ်ပြောင်းရင်ပြောင်းပါဗျာနော်ကိစ္စမရှိဘူးသို့တော့အလုပ်တွေဘာတွေပြောင်းတာမျိုးလေးကတော့အဲမသိတော့သေးဘူးဖြစ်နိုင်ရင်မပြောင်းပါနဲ့လို့ပဲအကြံပေးပြရစီနော်အိမ်ပြင်အိမ်ဆောက်တာရပါတယ်ကိစ္စမရှိပါဘူးသို့တော့အလုပ်ပြောင်းတာတွေဘာတွေကတော့မပြောင်းပါနဲ့ဘူးနော်ဘာကြောင့်လဲဆိုတော့လကုံရက်လေးဖြစ်လာပြီဆိုတော့ねအဲအလုပ်ပြောင်းရင်ရွှေ့ကျင်တဲ့စိတ်လေးတွေအရန်ပေါ်လာတယ်လို့ဒီကလာမှာလေ အဲမနက်မိုးလေးအိဟာထာမျက်လုံးလေးနှလုံးပွင့်လာတယ်တဏှာရအောင်သွားရှင်လာရင်ပြောင်းရှင်ရွှေ့ရှင်ထွက်ရှင်တဲ့စိတ်လေးတွေပေါ်တက်တဲ့သဘာဝရှိတယ်အသက်ရှူရတာလောက်မှမွန်းချက်နေသလိုခံစားနေရတယ်စိတ်ကမကြည်ဘူးအလုပ်လည်းသွားရှင်သိမရှိတော့တာလေးတွေဖြစ်တတ်တယ်ဒါကြောင့်အလုပ်လုပ်နေတဲ့မှာလုပ်နေတဲ့ဟာတွေကိုပြစ်ချပြီးတော့အထွက်ပြေးရှင်တဲ့စိတ်တွေပါပေါ်တတ်တယ်ဗျာနော်အဲ့တော့ဒီကလာမှာဖြစ်နိုင်လို့ရှိရင်တော့အတခြားအလုပ်တစ်ခုကိုပြောင်းလာမကောင်းဘူးဒီတိုင်းလေးပဲနေနေရာထိုင်ခင်းပြောင်းရင်ပြောင်းအိမ်ပြောင်းခြင်းပြောင်းအိမ်ပြင်ခြင်းပြင်အိမ်ဆောက်ခြင်းဆောက်အဲ့ဒါလေးကပို့ပြီးတော့တင့်တော်ပါတယ်ဗျာနော်ကောင်းပါတယ်ဗျာ အငွေကြီးနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလကတနင်္ဂနွေတာသမီတွေအတွက်ငွေကြီးကန်အထောက်ပံ့ကောင်းလေးတွေပေးတဲ့အရက်ထဲမှာပါတယ်တို့ Amazon One တာဖို့ကောင်းတယ်ဗျာနော်အဲ့တော့အော်ရှေ့ပုံရှေ့ကန်ကြီးမားတဲ့သူတွေဆိုတော့မှငွေအစုလိုက်ပြန်လိုက်ရတယ်အထူးသဖြင့် MWE နှစ်တွေပါရရတဲ့ဆိုတော့ကိန်းခန်းတွေပါသွားပါပါတယ်ဆိုတော့ပတ်စံရခြင်းရှိတယ်စိတ်ပူစရာမလိုသို့တော်တခုရှိတာအဲရတဲ့ပတ်စံလေးတွေကဟိုကုံမှုလေးတွေကအစင်းနဲ့ထိုင်ဆောင်နေတာလေးတွေဖြစ်တဲ့အခါကိုကခိတခဏလိုက်ကင်ဒါပေးရသလိုဖြစ်နေတဲ့တဘာဝရှိတယ်ဗျာနော်အဲ့ဒါလေးတော့တစ်ချက်သတိထားပါဘေး အဲ့တော့ပတ်စံမရဘူးလားလို့မေးလို့ရှိရင်ပတ်စံရရတယ်ဒါပေမဲ့ရှိလားဆိုလည်းမရှိဘူးဆိုပြီးတော့လေအနံမကြီးထမင်းကဆိုတဲ့ပုံစံလေးတွေဖြစ်တတ်ပါတယ်ကွာနော်အဲ့ဒါလေးကတော့ဂယူဆိုင်ပြီးပေါ့နော်ဂျမ်းမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဂျမ်းမိုင်းနဲ့ပတ်သက်ရင်ဒီကလာမှာအထူးသဖြင့်ဟောလက်တွေပါနေနာလာကြိုက်တာကျိုးတာလေးတွေဖြစ်တတ်တယ်အဲအဲ့ဒါအပြင်ဘာဖြစ်လဲဆိုတော့လေထိုးလျောက်ဖြစ်ရင်နည်းနည်းလေးပြင်းထန်တတ်တယ်ကွာဒရစ်လေးတော်တော်လေးထားပြီးအဲလေထိုးလျောက်လေးတွေပြင်းထန်တတ်တယ်တချို့ကကြတော့လက်ခေါင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်အဲ့မှာတခုနည်းနည်းလေးစိတ်ပူစရာရှိတာက11တို့ဟို အဲ့လိုနေရာမျိုးတွေမှာဗောလေအကြိတ်အဖို့တွေတွေထားပေါက်တက်တဲ့သဘာဝရှိတဲ့အတွက်ကျမကြီးတော့နည်းနည်းလေးဂယူးဆိုင်ပြပါလို့ထက်ထက်လေးလေးအကြံပေးခြင်းတယ်ဗျာနော်အဲကျမကြီးတကယ်တကယ်သူကညံ့လာပြီဆိုလို့ရှိရင်အနာနဲ့စင်းနဲ့မတိုးတာလေးတွေဖြစ်တဲ့အခါစိတ်ထမငါးမြန်လူများတွေများစုံပြောကနေလှုပ်ထားသလားဆိုပြီးပောက်ခရတွေးတဲ့အတွေးတွေထိပါဝင်လာတက်တယ်ဗျာနော်တခြားတော့ဂယူးဆိုင်ပေါ့အဲပညာရေးနဲ့ပတ်သက်ပြီးဆောင်ွက်ဖြစ်တဲ့ရှိတဲ့ညီမညီငယ်ညီမငယ်တွေရှိတဲ့ဆိုတော့ဘာမှဆက်မဘူးနဲ့အဲဒီကလာလက်မထောင်လိုက်လို့ရပါပြီဗျာနော်အဲတနေ့ကနေတာသမီးတွေတို့ကပညာရေးကံအမရအံကံကံကောင်းတယ် ဟိုကိုဖြစ်တဲ့ဟာတွေကနောက်ဆုံးဗျာကိုစာကြတာတဲ့ဟာတွေနဲ့မင်းမဲ့ဟာတွေနဲ့ကွက်တီလောင်းသွားကြတတ်တဲ့ဆိုတဲ့အနေထားမျိုးတွေကြုံရတာပေါ့လေအဲ့တော့ဖြေလို့ရှိရင်တေချောင်းအောင်အောင်မယ်ဆိုတဲ့အနေထားရှိတယ်။ကိုဘကဝရိယအာလီတာထည့်ပြီးကြိုးစားပေးပါဗျာနော်။ပြီးတော့မြေတွေဘာတွေဝင်ရတဲ့ဂိမ်းရှိတယ်။ဝင်လဲအဝင်တော်တယ်ပေါ့လေ။အဲ့တော့ပတ်စံရမြေတွေဘာတွေဝယ်ပါလက်ထဲမှာထားပါနဲ့မမြဲပါဘူး။ပြီးတော့မြေအယောင်းဝယ်လုပ်နေတဲ့ပွဲစားပေါ့လေ။အိမ်ချမ်းမြေအယောင်းဝယ်လုပ်ကင်နေတဲ့သူတွေဆိုရင်ဒီကလာမှာအယောင်းဝယ်လေးတွေတော်တော်လတ်လတ်နဲ့ပွဲလေးတွေတက်ပြီးတော့အစဉ်ပြေလာလိမ့်မယ်ဗျာနော်။ မြေတွေပါလေရောင်းမယ်ဆိုတဲ့ဒီကလာမှာဈေးကောင်းရပြီးတော့ရောင်းထုတ်ရတတ်တယ်ဆိုတဲ့အနေအထားလေးတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်နော်အမရန်ကောင်းပါတယ်အဲ့ဒီလောက်ကနေမှထပ်ပြီးရင်းနှီးမြှုပ်နှံပြီးလုပ်မယ်ဆိုရင်လည်းတင့်တော်တဲ့အနေအထားမှာရှိပါလိမ့်ဗျာနော်သို့တော့ကားသို့မဟုတ်ဆိုင်ကယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးအញ្ញံခိုက်လေးတွေရှိတယ်ရောင်းမဝယ်မလေးတွေဖြစ်တတ်တယ်ဒါအပြင်အဲ့ဒီဆိုင်ကယ်တွေကားတွေမကြခဏဆက်ပြတ်တာလေးတွေသို့မဟုတ်အဖမ်းဆီးခံရတာလေးတွေဖြစ်တတ်တယ်အဲ့လိုခံရလို့ရှိရင်ပြန်မရတာမျိုးတွေဖြစ်တတ်ကအထူးသတိထားစီးတဲ့ခါသွာလာလှုပ်ရှားတဲ့ခါအထူးသတိထားပါလို့ထက်ထက်လေးလေးအကြံပေးပြစေနော် အချစ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီကလာကရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့အနေထားလေးတွေကြုံရတယ်ဆိုတော့အဲအဲ့လိုမျိုးပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်ပေါ့နိအရင်ကြီးအကောင်းတယ်လို့လည်းပြောလို့မရဘူးမကောင်းလည်းမဟုတ်ဘူးပေါ့လေဟာချစ်သူအဲချစ်သူအချင်းချင်းသို့မဟုတ်အိမ်တော်ဘက်အချင်းချင်းပေါ့လေအဲ့တော့အစဉ်ပြေလားဆိုတော့မပြေဘူးပြဿနာတွေအနောက်ရှက်လေးတွေနဲ့သဘောထားကွဲလွဲမှုတွေတော်တော်လေးပြင်းထန်လိမ့်မယ်သို့တော့တရားကိုတရားကိုပြတ်နိုင်ကြလားဆိုတော့လည်းမပြတ်နိုင်ကြဘူးပေါ့လေအဲ့တော့နည်းနည်းလေးအကျော်ရှိပြီးဒွေးလိုက်ပုံစံကြီးဖြစ်ရပါတယ်အဲ့တော့တယောက်နဲ့တယောက်အတားလေးတွေရှော့ကြပါ အဲတခုရှိပါတယ်ဒီကာလမှာတကယ်တကယ်ကိုချစ်သူနဲ့ကိုရင်အောင်မနဲ့လည်းမပြတ်နိုင်ဘူးမပြတ်နိုင်ရင်စိတ်တွေမုန်းကြတယ်ဆိုပြီးထွက်ပေါက်ရှာပြီးတော့အမားလုံးမိတတ်ကြပါတယ်အမားဆိုတော့ကတခြားတယောက်ယောက်ကခဏခဏဖြစ်ဖြစ်ပေါ့လေစိတ်ထွက်ပေါက်ဖြစ်ဖြစ်အဲစိတ်ယိုင်လိုက်မယ်ဆိုတဲ့စိတ်လေးတွေပေါ်တယ်ဘောတကဟိုဘက်လည်းပတ်သက်ပြီးတော့ဒီဘက်ကလည်းမပြတ်မသားဖြစ်တဲ့ခါတဘူပေါ်နပူစင်နာလေးတွေဖြစ်တဲ့အတွက်အထူးအထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးပါစေအထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကအဲတနင်္လာသားသမီးတို့ တောက်ကြသားသမီးတို့ဆိုရင်ပို့ပြီးတော့အဲစိတ်တော့ကလေးတွေရောက်ရတဲ့ဂိမ်းထဲမှာရှိတယ်အထူးဂရုစိုက်ပေးပါနော်အဲတခုခုလုံးမဲ့ကံမဲ့ဆိုရင်ဒီကလာမှာကြာသားပရိသတ်သမီးတွေကအကျိုးပေးတယ်ဗျာနော်နောက်ဆုံးဟာချစ်သူမရှိတဲ့သူတွေအဲကိုယ့်ကိုချစ်လာဆိုတဲ့ခါမှာကြာသားပရိသတ်သမီးတွေပါတယ်ဆိုရင်လက်ခံလို့ရတဲ့အနေထားလေးတွေရှိတယ်နောက်ကြောင်းလေးတွေတေချာစုံစမ်းပြီးလက်ခံပါဗျာနော်တင့်တော်တယ်လို့ပဲကျွန်တော်ပြောချင်တယ်ဗျာနော်ပြီးတော့မပြောင်းလဲမနဲ့လေဒီရက်ပိုင်းထဲမှာအလူတန်းဒါနာထားလို့ရတဲ့အာဝါဇုသင်္ကန်းကတ္တာမျိုးတွေဖြစ်စေဖျားထီးတင်တာတွေဖြစ်စေ အလူပွဲမင်္ဂလာပွဲအဲ့ဒီမှာပါဝင်ဆောင်ရွက်ရတဲ့တယ်ကိုကိုရိုင်းတက်ဆက်ကြီးမဖြစ်အောင်ကို့အနီနာပါဝင်ကြမှာဖြစ်တာကို့မိသားစုတွေကနေဖြစ်တာအဲ့ဖြစ်တဲ့ခါပိုင်းကိုပါကုညီဆောင်ရွက်ရတာမျိုးတွေဖြစ်တဲ့တယ်အဲ့လိုဖြစ်ခဲ့ရင်တခြားပေါ့လေလှုပ်ဖြစ်အောင်လှုပ်ပေးပါအဲ့လိုအလူတန်းမင်္ဂလာကိစ္စလေးတွေမှာပါဝင်ဆောင်ရွက်လိုက်ပြီးတဲ့နောက်ပိုင်းအဲကိုရဲ့ငွေကြေးစီပွားလက်လာပါတွေကအမှန်တန်ပွင့်လန်းလာလိမ့်မယ်ကိုရဲ့ဖုန်တကူအာဏာတွေကြီးထွားလာပါလိမ့်မယ်ဗျာနော်ပြီးတော့အေယိုဘာသာရေးနဲ့ပတ်သက်တဲ့ဖျားဆင်းလို့တော်တို့ဓာတ်တော်တို့ပုံတော်တို့ဒါမျိုးတွေပါအစားကြွလာတတ်တယ်။ဒီမှာလက်ဆောင်ပေးတာလေးတွေရတတ်တယ်။ အဲ့လိုကြွလာခဲ့လို့ရှိရင်လည်းအမရန်စီးပွားလက်လာပါတက်တာဖြစ်တဲ့အတွက်အမရန်ကောင်းတဲ့နမိတ်ပါပဲဗျာနော်အဲဒီကလာမှာကျမ်းမာရင်လို့စေုံစင်းကနေပါပြီးပြမယ်ဆိုရင်ကြာသာပရိသတ်သမီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့ကောင်းပါတယ်ဗျာနော်အစားစာတွေစားတဲ့အခါမှာတော့ဘုဒ္ဓကုဏနဲ့ပတ်သက်တဲ့အစားစာပေါ့ဗျာအာဝတ်သားတို့လက်ဖက်တို့ဖြစ်နိုင်လောက်အာလူးတို့ပြီးတော့အမျိုးသားအမျိုးသမီးတွေအရက်ဘီယာလေးတွေတစ်ချက်လောက်မတောက်ပါနဲ့နော်ကျမ်းမာရင်အញ្ញံဖြစ်ရင်ဝမ်းမိုင်းနဲ့ပတ်သက်ရင်နည်းနည်းပြင်းပြင်းထန်ထန်လေးဖြစ်တဲ့တဲ့ဘာဝရှိတဲ့အတွက်အဲအစိတ်လိုရှောင်ပေးပါလို့အကြံပေးပြရစီနော် ဇူလိုင်လ9ရက်9ရက်အရက်လေးတွေကတော့အမရန်ကန်ကောင်းပါတယ်ဗျာနော်အလိုရှိရလေးတွေပြည့်စုံလိမ့်မယ်အဲဆုံးရှုံးလာတဲ့အခွင့်အရေးတွေပြန်ပြီးပေါ်ပေါက်လာလိမ့်မယ်စောင်းဝဲဖြစ်အောင်လည်းလို့ခေါ်တာဗောလေခီဝေခီနီရုတ်တရက်ထသွားတတယ်မမျောနိုင်မဲ့သွားတတယ်သွားရင်လည်းအမရန်ကောင်းတယ်ဗျာနော်အဲဇူလိုင်လ3ရက်4ရက်5ရက်6ရက်အရက်လေးတွေကတော့ အဲရံပြိပခါလေးတွေနဲ့ရှင်နေတယ်လို့ခေါ်တယ်အတိုက်ခါလေးတွေအမှန်တန်များတယ်ဗျာနော်ပစံဝင်လိုက်ဝင်ဝင်လို့ဟာလက်ပူအောင်ပဲမကန်ရသေးဘူးချက်ချင်းပြန်ထွက်မယ်ဆိုတဲ့အနေအထားတွေကြုံရတယ်ပြီးတော့အောက်လငယ်သားညီကောင်မတော်ကသာသမီဆွေမျိုးအဲသူတို့ကိုအကြောင်းပြုပြီးတော့ငွေကုန်ချေချများတာလေးတွေအစမပြေမှုလေးတွေကြုံရတတ်တယ်ဗောလေအ ကိုကအရှိမယုံနေရတယ်အနောက်လှည့်ကြည့်လိုက်လို့ရှိရင်လည်းတို့ကအဆင်မပြေဘူးဆိုတော့အသံလွန်ကျွန်တော်ဘာမှမကြားဘူးအဲဘလောက်ပဲပေးပေးဘလောက်ပဲဟိုကထောက်ပံ့ထောက်ပံ့ပေါ့လေအဆင်မပြေတဲ့အပြင်မပြေနိုင်ဘူးအခက်ခဲလေးတွေရှိလို့ပြောမိဆိုမိအမားလေးတွေကိုပကရှိခဲ့ရင်တောင်မှကိုကလူဆိုးကြီးဖြစ်ပြီးတော့အထင်လွဲခံတတဲ့အနေထားလေးတွေအဲ့ရပိုင်းမှာကြုံရတဲ့အထူးသတိထားပေးပါဗျာနော်အဲ့တော့ဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေရဲ့ထောက်ပံ့မှုတွေတွေရအောင်အနက်ရောင်အညိုရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင် ဇဘဘန်ကြောက်စိန်ဘန်ဗရိမနိုင်ဘန်နိစီဘန်တို့ကိုမိမိတို့ယုံကြည်ကိုယ်ကိုယ်တဲ့ဖရာမှာဖရာဘန်ကတာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ညံ့နေတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ပါလေရေရရလေးချိရမယ်ပေါ့အဲ့တော့ဘလို့ရေရရလေးချိရမလဲဆိုတော့မြတ်စွာဘုရားထီးပြုခွနဲ့အဲကတ်လူပူဇော်ပေးပါဒါအပြင်အော်ကိုထက်နွမ်းပါတဲ့သူတွေကိုပေါ့လေအဝတ်အစားလေးတွေ နော်အတိတ်တန်းလည်းအတိတ်အတိတ်မတန်းနိုင်ဘူးဆိုလဲတပတ်နုံလေးတွေပဲဖြစ်စီပေါ့အဲဆင်းရဲနှောင်းရတဲ့သူတွေကိုထက်နှိပ်ကြတဲ့သူတွေကိုလူတန်းဒါနာပြုပေးလိုက်ပါအဲဒါဆိုရင်တော့ကြုံနေရတဲ့အညံခိုက်လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်အဲဒီနေ့ကနေတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်